ဒီကိုရအလုံးမဲ့မကြပါကျွန်တော်က free တစ်တကိုအများနဲ့တင်စပေးနေလူပဲဖြစ်ပါတယ်မနေ့က free တစ်6ွက်ရွေးချယ်ပေးခဲ့ပြီး လေးပွဲနိုင်တပွဲရှုံးတပွဲတည်နဲ့သုံးပွဲစာအပေါင်းပြခဲ့ပါတယ်ဒီနေ့ညနိုဝင်ဘာ9ရက်နေ့တနင်္လာနေ့ညမှာတော့ Super Sunday ရဲ့ပွဲကြီးပွဲကောင်းတွေအများကြီးရှိရတဲ့အမှာ Man City နဲ့ Liverpool ပွဲအပါကျွန်တော်ကြိုက်စုံ free တဲ့သုံးပွဲကိုဒီဗီဒီယိုမှာရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့ည7:00နာရီခွဲမှာကစားမယ် Man City နဲ့ Liverpool ရဲ့ပွဲစဉ်ကိုဒီဗီဒီယိုမှာသုံးသပ်ပေးတော့မှာဖြစ်ပါတယ် Man City ကအဆင့်3 Liverpool ကအဆင့်6နဲ့ရမှတ်အနေနဲ့တမတ်တာကွာခြားမှုရှိပါတယ် Body Zay အနေနဲ့ Man City က level 100ရှုံးဖောက်တာပြီး ်ဂျေးကတော့နိုဘူးဖန်တွေအတွက်ပြတ်တုတ်ဆရာပါပဲမန်စီးရီးကတော့နောက်ဆုံး၃ပွဲဆက်ဂျေးပြင်းသားတွေပေးတာပြီးနိုင်လာတာမလို့လေဘယ်တရားရှုံးဖောက်ထားတာတော့ဒီညမှာမျှတမှုရှိပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့လူရာထက်နည်းပိုနေရလို့ခံစားမိပါတယ်။ဘာလို့ဆိုဒီလိုကြေးပြင်းပြင်းနဲ့ထိုးသားတွေကိုမာယာများပြီးလစ်ပါဘူးဘက်မှာမနေရအောင်တွန်းပို့နေရလို့ကျွန်တော်ကတော့မြင်မိပါတယ်။နီကိုရီအာဆင်နယ်နဲ့မန်စီးတီးပွဲကိုတတိယမိလား။ အဲ့တော့ကလည်းအာဆင်နယ်အင်ကွဲမှာမန်စီးတီးကို level 100ရှုံးဖောက်ခဲ့ပြီးဝမ်ဝမ်းနဲ့တည်ရကြလို့ထိုးသားအများစုနင့်နာခဲ့ကြမှာပါ။ဒါကြောင့်ဒီပွဲမှာလည်းမလိုအပ်ပဲဂျေးကိုတအားပြင်းနေတယ်လို့ထင်ပါတယ်။ဒါကြောင့်မန်စီးတီးနဲ့လစ်ဗာပူးရဲ့ပွဲစဉ်မှာတော့ real ကိုတော့အနိုင်ယူထားတဲ့လစ်ဗာပူးဘော်ဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်။ဂိုးပေါင်းစည်းအနေနဲ့ကတော့၃လုံးတင်၃လောက်နင့်နာမှာဖြစ်ပြီး နှစ်တင်းလုံးဟာတိုက်စစ်တဲ့ရမတ်သုံးဘက်ကိုပဲဦးစားပေးနေတဲ့အတင်းတွေမလို့ဒီဘွဲမှာတော့ဂိုးတွေမြဲမြဲဆိုင်တွေးရလိမ့်မယ်လို့မထင်ပါဘူးပြီးတော့လည်းဒီရဲ့ပိုင်းမှာတင်းကြီးတွေဂိုးတွေပေါ်နေရတော်တော်များပါတယ်အဲ့ဒါကိုဒီဘွဲမှာဂိုးဘော့ကိုထပ်များခေါ်နေတဲ့ဂျီလန်းကြီးမလို့ဒီဘွဲကိုတော့ ဂိုးအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ဒုတိယတပွဲအနည်းငယ်ကတော့ည၈နာရီကွဲမှာကစားမဲ့ Aston Villa နဲ့ဘုံမောက်တို့ပွဲကိုတုံးသက်ပေးတော့မှာဖြစ်ပါတယ် Aston Villa ကအဆင့်7နဲ့ဘုံမောက်ကတော့အဆင့်900မှာရှိနေပြီးရမတ်အနေနဲ့3မှတ်တာကွာခြားမှုရှိပါတယ်။ Body J အနေနဲ့ Aston Villa ကအင်ကွင်းကနေ level 35ပြားရှုံး ပေါက်ထားပြီးဒီပွဲမှာတော့ body တစ်ခုတည်းကိုပဲတုံးသက်ပေးသွားပါမယ် Aston Villa ကတော့ Premier League မှာအရန်ကောင်းလွန်ပါလားဆိုတဲ့အတင်းတွေကိုပဲကြေအောင်ထားခဲ့တာပါအဲ့လိုကြေအောင်လာတဲ့အတင်းကအဝေးဘက်နောက်ဆုံး6ပွဲမှာတပွဲတာနိုင်လာတဲ့ဘုံမောက်အတင်းကိုတရေကျရင်35ပြားရှုံးမယ်ဆိုတာကအရန်ကိုပျော်လွန်ပါတယ်တကယ်ဆိုလို့ရှိရင်55ပြားရှုံးလောက်အထိကိုပေးတင်ပါတယ်ယခုပြောနေရတာက နေကင်းကြေးတွေဖြစ်ပြီးညနေကန်ကန်ကြီးကျမှ45ပြားအထက်မကျော်ဘူးဆိုတော့ ဘုံမောက်ပေါ်ဒီရအပီဆွဲလိုက်ပါညီကိုတို့ဒါကြောင့် Aston Villa နဲ့ဘုံမောက်တို့ရဲ့ပွဲမှာတော့ဘုံမောက်ပေါ်ဒီတစ်ခုတည်းကိုပဲရွေးချယ်ပေးကြပါလေနောက်ဆုံးပွဲစဉ်အနေနဲ့ Spain La Liga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Valencano နဲ့ Real Madrid တို့ရဲ့ပွဲကိုတုံးသက်ပေးတော့မှာဖြစ်ပါတယ် Valencano ကအဆင့်7နဲ့ Real ကတော့အဆင့်1နေရာမှာစတက်ပွဲကစားထားပြီး10ပွဲနိုင်တပွဲတာရှုံးသားပါတယ်ရှုံးလာတဲ့အတင်းကလည်းမြို့ကန်ပြိုင်ဘက် Atletico Madrid ကိုပဲရှုံးလာတာပါ။ Body J အနေနဲ့ Real ကအဝေးကွန်းကနေပြီ အဆင့်7မှာရှိတဲ့အတင်းကိုတလုံးသွင်းပြ30ရှုံးဆိုတာမျှတာပါတယ်ဒီပွဲမှာ real နိုင်မယ်ဆိုတာတည်ပြင်မဲ့ရှေ့ပွဲတော့ကလစ်ပါဘူးနဲ့ပွဲတော့ကလို့ကြီးရှုံးခဲတာကိုကြည်ပြီးအမှန်တိုင်းပြောရရင်ကျွန်တော်က real နဲ့ဆိုလို့ရှိလို့ရှင်ကန်တိတ်မဆက်ပါဘူးဒါကြောင့် real နဲ့ပွဲမှာတော့ body တစ်ပါးကိုရှောင်ချင်ပါတယ် ိုးပေါင်းစည်းတစ်ခုလည်းဟိုဘက်တုံးတက်ပေးတော့မှာဖြစ်ပါတယ်ဂိုးပေါင်းစည်းအနေနဲ့သုံးလုံးသွင်း၅ပြားလောက်စားပဲပေါက်ထားပြီးဂိုးပေါ်စည်းနိုင်မဲ့ခြေတန်းတစ်ခုကိုပေးရတာပါဒီပွဲမှာတတိထားမိရဲ့ထူးခြားတဲ့တစ်ချက်ကတော့ရီယဲကနောက်ဆုံး၅ပွဲမှာ၄ပွဲကဂိုးအောက်ထားပါတယ်ရီယဲဘက်ကိုတုံးတက်ပြီးပြီဆိုတော့ဖလကန်နိုဘက်ကိုထပ်ပြီးတုံးတက်လိုက်ရအောင်ဖလကန်နိုကနောက်ဆုံး၅ပွဲမှာ၄ပွဲအထိဂိုးပေါ်ထားပါတယ်ပြီးတော့အင်ကွင်းနောက်ဆုံး6ပွဲမှာ6ပွဲလောက်ကဂိုးရအောင်တွင်းခဲ့ပါတယ် အဲ့ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ဒီညမှာဖလက်ကာနိုတို့တကူလောက်တော့စားရမယ်လို့မြင်ပါတယ်။ဒါကြောင့်အ ਨੇ ဆုံး၃ဂိုးလောက်ကလည်းစားကြည့်ရမှာဖြစ်လို့ဖလက်ကာနိုနဲ့ရီယယ်တို့ရဲ့ပွဲကိုဂိုးပေါ်တချောင်းတည်းကိုပဲရွေးချယ်ပေးချင်ပါတယ်။ပြီးတော့လည်းမနေ့ကတလီဂရမ် channel မှာတင်မီတာတဲ့ free တစ်ကွက်လုံးကအောင်ခဲ့ပါတယ်။ဒါကြောင့်နောက်ထပ် free တစ်ကွက်ကိုလည်းတလီဂရမ် channel မှာတင်မီတာမှာဖြစ်လို့ကိုမန်းက Telegram channel ကို join ပြီးညီကိုတွေလာယူနိုင်ပါတယ်။ညီကိုတွေအကြိုက်တူမှကစားပါအကြိုက်တူဘက်ကန်ကြဖို့မေတ္တာရက်ခံချင်ပါတယ်။ ကျွန်တော်ရဲ့ယခုလိုခမန်းချက်တွေကိုကြာနေတက်တဲ့ညီကိုရှိကျွန်တော်ရဲ့ page တွေကိုလည်း follow လုပ်ခဲ့ပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးအပေါင်းပြနိုင်ကြပါစေအားလုံးပဲ good luck ပါ